မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနကနေဒီဇင်ဘာလ10ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တင်ပြကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့အမျိုးသားညီညွတ်ရေးအစိုးရကပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီးဒေါက်တာဆာဆောင်းဦးထင်လင်းအောင်ဒေါခင်မမမျိုးမအီတင်စာမောင်းဒေါ်နော်စုဆန္ဒလှလှဆိုးဦးမိုးစောဦးအပါဝင်ဝင်ကြီးနှင့်တူးဝင်ကြီးတို့ပြန်မပါတော့ဆွဲတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီးဝင်ကြီးတချို့နဲ့ဒုဝင်ကြီးတချို့ပြန်လည်ပါဝင်ခြင်းမရှိတော့သည့်ကိုတွေ့ရပါတယ်။ရှန်နေတွင်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH က2020ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပြည်သူလူထုကဒီမိုကရေစီနည်းကြအနှင်းလိုက်တဲ့အာဏာကိုကျင့်သုံးလျက် Federal Democracy ပြည်ရင်အရာအမျိုးသားညီညွတ်ရေးအစိုးရဘက်ကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်းကြေညာပါတယ်။ပြင်ဆင်ဖွဲ့စည်းလိုက်သောအမျိုးသားညီညွတ်ရေးအစိုးရတွင်နိုင်ငံတော်သမ္မတအဖြစ်ဦးဝင်မြင့် ိုင်ငံတော်၏အတိုင်းပင်ခံပုဂ္ဂိုလ်အဖြစ်တောအောင်ဆန်းစုကြည်တို့ကဆက်လက်ပါဝင်နေပြီးယာယီသမရအဖြစ်ဒူဝါလက်ရှိလာကတာဝန်ယူထားပါတယ်။ပြည်တော်စုအစိုးရအဖွဲ့တွင်ဝင်ကြီးချုပ်အဖြစ်မန်းဝင်းခိုင်တန်းကတာဝန်ယူပြီးဒေါက်တာစိုးဝေစိုးကိုပြည်တော်စုဝင်ကြီးချုပ်ရုံးဝင်ကြီးဖြစ်ခန့်အပ်ထားပါတယ်။တခြားသောဝင်ကြီးများအဖြစ်ဒေါ်စင်မအောင်ကမူမူလအတိုင်းနိုင်ငံခြားရေးဝင်ကြီးအဖြစ်လည်းကောင်းဦးလွင်ကိုလက်ကပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဥယျာဉ်မွန်ကကောက်ွက်ရေးဝင်ကြီးဒေါက်တာလျံပုံစာကောင်းကဖက်ဒရယ်ပြည်ထောင်စုရေးရဝင်ကြီး ဦးတင်နိုင်ထွန်းကစီမံကိန်းဗန္ဒာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဒေါက်တာဝင်းမြတ်အေကလူမှုကူညီရေးအလုံသမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဂျာထရဲပန်ကပညာရေးဝန်ကြီးဒေါက်တာရွှေပုံကကျန်းမာရေးဝန်ကြီးဒေါက်တာတူးခေါင်ကတယံဇာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးအောင်မျိုးမင်ကလူခွင့်ရေးဆိုင်ရာဝန်ကြီးဦးသိန်းဦးကတရားရေးဝန်ကြီးဦးစိုးသူရထွန်းကလျှက်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ်၎င်းတာဝန်ယူထားပါသည် ူးဝင်ကြီးများအဖြစ်ဒေါက်တာဆိုင်းခိုင်မျိုးထွန်းနဲ့ဒေးဗစ်ခွန်အောင်တို့ကနိုင်ငံသားရေးဝန်ကြီးဌာနတူးဝင်ကြီးများအဖြစ်၎င်းခူတဲဘူးနဲ့ဦးကျော်နီကဖြည်းတဲ့ရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏တူးဝင်ကြီးများအဖြစ်၎င်းနိုင်ကောင်းရွက်ကကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးမိုင်းဝင်းထူကဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ဒုတိယဝန်ကြီးမင်းစေရဦးကစီမံကိန်းဗန္ဓာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ဒုတိယဝန်ကြီးဒေါက်တာ ငိုင်းတန်မောင်ကလူမှုကွန်ကြီးရေးအလုံသမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၏ဒုတိယဝန်ကြီးဒေါက်တာခင်မောင်လင်ကကျန်းမာရေးဝန်ကြီးဌာန၏ဒုတိယဝန်ကြီးခွန်စောဖူကတယံစာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ဒုတိယဝန်ကြီးဦးအောင်ကျော်မိုးကလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၏ဒုတိယဝန်ကြီးဦးမော်ထွန်းအောင်ကလျှက်စင်းနှင့်စွမ်းအင်ဝင်ကြီးဌာန၏ဒုတိယဝန်ကြီးအဖြစ်ဆက်လက်တာဝန်ယူထားပါသည်။ပြင်ဆင်ဖွဲ့စည်းလိုက်သော NUG အစိုးရအဖွဲ့တွင်ဒေါက်တာဆာဆာ၊ဦးထင်လင်အောင်၊ဒေါက်ခင်မမမျိုး နိုင်ထွန်းပေခနိုင်သူဝနာဒေါ်နော်ဆူဇန်နာလှလှစုံဦးမိုးစောဦးဒေါ်အီးတင်စာမောင်ဦးချစ်ထွန်းအပါဝင်ဝင်ကြီးနှစ်ဒူးဝင်ကြီးရှစ်ဦးပြန်လည်ပါဝင်လာခြင်းမရှိတော့ပေအမျိုးသားညီညွတ်ရေးအစိုးရဖက်ဒရယ်ပြည်ထောင်စုရေးရဒူးဝင်ကြီးဦးချစ်ထွန်းမာခူးဦးချစ်ထွန်းမှမူယခုနှစ်စက်တင်ဘာ25ရက်နေ့တွင်ကွယ်လွန်သွားခဲ့ပါတယ်ဆလပီရန်ကုန်ပြည်ကလည်းအနီးကင်းပုံဝင်နေသောစစ်သားများနှင့် PDF တပ်တို့ထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားကစစ်တပ်ဘက်မှနှစ်ဦးသေဆုံးနေဆွဲတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် ပဲခူးတိုင်းလက်ပတန်းမြို့နယ်ရန်ကုန်ပြည်ကလည်းအနီးကင်းပုံးဝင်နေသောစစ်သားများနှင့် PDF တပ်တို့ထိတိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားကောင်းစစ်တပ်ဘက်မှ၂ဦးသေဆုံးခဲ့ကြောင်းတရားဝတီခရိုင်တရင်3800နှစ်တက်ခွဲသုံးမှတာဝန်ရှိသူတအူးကသတင်းဌာနကိုပြောကြားပါရသည် ဒီဇင်ဘာလ9ရက်နေ့မိုးလယ်2နာရီခန့်တွင်လက်ပတန်းမြို့နယ်မကြီးခွင်းအရှိစုရွာဆေးပေါအနီးရှိရန်ကုန်ပြည်လမ်းပိုင်းတွင်ကင်းပုတ်ဝင်နေသော အကြမ်းဖက်စစ်သားများနှင့်နေမီအတွင်သတင်းထောက်လန်းရန်သွားရောက်သောတော်လန်ရေးတပ်ဖွဲ့များထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထိုထိတွေ့တိုက်ပွဲသည်မိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်သား2ဦးသေဆုံးကာတော်လန်ရေးရဲဘော်တအုပ်ထိခိုက်ဒဏ်ရာရရှိပြီးဆိုင်ကယ်တစ်စီးမိုဘိုင်းဖုန်းနှလုံးနှင့်လွယ်အိတ်တစ်လုံးတို့ဆုံရှုံခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကင်းပုတ်သည်ရှေ့ဆက်မတူရဲတော့ပေ စစ်သားအလောင်းနှလောင်းကိုယမနီညာပိုင်းထိလာရောက်ကောက်ယူနိုင်ခြင်းမရှိကြောင်းသိရပါတယ်။ကျွန်တော်တို့ရဲဘော်တွေကနေမြေအတွင်းသတင်းထောက်လန်းဖို့သွားတော့ကိုစစ်ခွေးကင်းဘုံနဲ့ထိတ်တိုက်တွေ့တာအဲ့ဒီကင်းဘုံနဲ့ရှေ့ဆုံးမှနေတဲ့စစ်ခွေးနှစ်ကောင်ကြီးထိမှန်ပြီးပွေချင်းပြီးတည်တယ်။ပြက်ခတ်မှုတော့နောက်ကျန်ခွေးတွေကပါလိုက်ပြစ်တာတော်လန်ကြီးရဲဘော်တအူတော့ထိခိုက်ဒဏ်ရာရတယ်။စစ်ခွေးတွေကတိုက်ပွဲဖြစ်ပြီးတော့ရှေ့ဆက်မတိုးရဲတော့လို့စစ်ခွေးအလောင်းနှလောင်းကိုညာပိုင်းထိလာမကောက်ရဲဘူးလို့သိရတယ်ဟုတာယောပတိခရိုင်တရင်3800နှစ်တက်ခွဲတုံးမှထောင်ဝင်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုတာယာဝတီခရိုင်တရင်၃နောက်ရှိရာနှင့်တက်ခွဲ၃နှင့်မင်းလာမျိုးနှင့်ပြည်သူ့ကောက်ခွဲရေးအဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအကြံဖက်စစ်တပ်သည်ရန်ကုန်ပြည်လမ်းပိုင်းအနီးကင်းပုံးဝစ်ချင်းများဆက်လက်လှုပ်ဆောင်နေ၍တီးတွဲတိုက်ပွဲများသည်အချိန်နေရာမရွေဖြစ်ပွားလာနိုင်သောကြောင့်ပြည်သူများအနေဖြင့်စစ်သားရဲနှင့်ဖြူစောထီးများရှိသည့်နေရာများအနီးဒွာလာနေထိုင်ခြင်းများလုံးဝမပြုလုပ်ကြရန်တာယာဝတီခရိုင်တရင်၃နောက်ရှိရာနှင့်တက်ခွဲ၃ကအသိပေးပြောဆိုထားပါသည်ဆက်လက်ပြီးတာဆာညပါတီပူလုံမျိုးနှင့်ဥက္ကဋ္ဌကို PDF ပြစ်ခတ်ရှင်းလင်း မဲဆင်းရင်ပြုစုနေသူကျေးပါအုပ်ချုပ်ရေးမှုလက်ထောက်အမျိုးသမီးလည်းဖမ်းဆီးထားရဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။တနင်္သာရီတိုင်းပူလောမြို့နယ်ကြောက်ကကျေးရွာမှာနေထိုင်တဲ့တိုင်းသားစီလုံးညညရေးပါတီပူလောမြို့နယ်ဥက္ကဋ္ဌကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့နေခရိုင်အမှတ်1တိုင်ရင်ကတီးရပါတယ်။ တန်ဆာညာပါတီပူလောမြို့နယ်ဥက္ကဋ္ဌဦးကြည်တန်64နှစ်ဟာစေအုပ်စုရဲ့ရွေးကောက်ပွဲအောင်မြင်ရေးအတွက်ဦးဆောင်ပါဝင်ကူညီနေသူဖြစ်တာကြောင့်အခုဒီဇင်ဘာ9ရက်နေ့ကနေအိမ်မှာဝင်ရောက်ဖမ်းဆီးချိန်မှာပြန်လည်ပြစ်ခတ်ဖို့ကြိုးစားတဲ့အတွက်ပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ရိခရိုင်မှတ်တမ်းတရင်ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။နေအိမ်မှာသွားရောက်ဖမ်းဆီးစဉ်အသာတကြီးအဖမ်းမခံဘဲထွက်ပြေးဖို့ကြိုးစားပါရယ်။လိုက်လံဖန်းစီတဲ့ရဲဘော်ကိုပြန်ခုခံရင်လက်နဲ့လူယူပြီးပြန်လည်ပြစ်ခတ်ဖို့တိုးစားတဲ့အတွက်မိမိကိုယ်ကိုကောက်ွယ်ဖို့အတွက်ပြစ်ခတ်ရှင်းလင်းလိုက်ရတာပါ ပြီးတော့သူကရဲဝင်တန်းဟောင်းလည်းဖြစ်ပါတယ်လို့သတင်းဌာနကပြောပါတယ်။အဲ့ဒီပြစ်ခတ်မှုအတွင်းမှာပြည်သူအမျိုးသားတအုပ်လေးလက်တန်းကိုကြီချိမှန်ခဲ့တာကြောင့်အဲ့ဒီထိခိုက်မှုအပေါ်စိတ်မကောင်းဖြစ်မိကြောင်းနဲ့ခိုင်ကန်ရှင်မိသားစုကိုလည်းတောင်းပန်ကြောင်းလည်းတရင်ကအခုဒီဇင်ဘာ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါပြင်စေအိုစုရဲ့ရွေးကောက်ပွဲလုပ်ငန်းတွေကိုထောက်ပံ့ကူညီနေသူကြောက်ကကြီးပါအုပ်ချုပ်ရေးမှူးဒေါ်ဖင်ယော့ခါဒေါ်ဆန်းဆန်းမှုရဲ့လက်ထောက်မတ်ချိုဆိုသူကိုလည်းဖန်စီထိန်ထိန်ထားကြောင်း မချူဟာမဲစရင်ဖြူစုရေလောက်ခိုင်နေသူဖြစ်တယ်လို့မြိတ်ခရိုင်အမှတ်၁တပ်ရင်ပြန်ကြားရေးတာဝန်ခံကပြောပါရယ်အာနာသိန်းစိအုပ်စုကပြုလုပ်မဲ့ရွေးခေါက်ပွဲမှာလူပုတ်ကိုတွေဘာသာရေးကောင်းဆောင်တွေလူမှုအဖွဲ့အစည်းတွေအနေနဲ့တူးချင်းတော်လကောင်းအဖွဲ့အစည်းအနေနဲ့တော်လကောင်းမဲဆွယ်စည်းရုံးချင်းအတင်းအကျပ်မဲပေးဖို့ချိန်ချောက်ခြင်းနဲ့ရွေးကောက်ပွဲမှာပေါ်ပေါက်လာမဲ့ဖဲအစိုးရရန်နရာကိုမှပါဝင်ဖတ်သက်ခြင်းမပြုဖို့ဆိုပြီးမြိတ်ခရိုင်အမှတ်၁တပ်ရင်ကပြီးခဲ့တဲ့နိုဝင်ဘာ၉ရက်မှာထုတ်ပြန်ကြေညာခဲ့ပါရယ် ဆက်လက်ပြီးဖာကန်မျိုးနယ်လုံခင်းကျေးရွာအုပ်စုမလောင်ကျေးရွာကိုစစ်တပ်ကခြုံဖြစ်ပုံကျင်မှုမိသားစုတစုထဲမှာပြည်သူ၃ဦးသေဆုံးပြီး9လသားအရွယ်ကလေးငယ်တအူးသာအသက်ရှင်ကျန်ရစ်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖာကန်မျိုးနယ်လုံခင်းကျေးရွာအုပ်စုမလောင်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကခြုံဖြစ်ပုံနှလုံးကျဲချခဲ့ရာမိသားစုတစုထဲမှာပြည်သူ၃ဦးသေဆုံးက9လသားအရွယ်ကလေးငယ်တအူးသာကျန်ရစ်ခဲ့ကြောင်းဖာကန်တရင်ရင်းမြစ်ကတရင်ဌာနကိုပြောကြားပါတယ်။ ရှမန်နေ့ဒီဇင်ဘာလ9ရက်နေ့ည10:50မိနစ်အချိန်ဖာကတ်မလောင်ကျေးရွာရှိဦးစော်လွင်ဦးနေအိမ်တို့အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပေဒရုန်းဖြင့်ပုံကျဲခဲ့ကြောင်း မိသားစုဝင်၃ဦးစလုံးသေဆုံးသွားကြောင်းသိရပါတယ်။မလောင်ကျေးရွာကဦးစော်လွင်ဦးနေအိမ်ကိုစစ်ကောင်စီကခြုံနှလုံးနဲ့ကျဲတာမိသားစု၃ယောက်သေသွားတယ်။ခုနှစ်လအရွယ်ကလေးတစ်ယောက်အသက်ရှင်ကျန်ရစ်တဲ့ဒဏ်ရာရတာမရှိဘူး။ကျန်တဲ့မိသားစုဝင်အဖေအမေကပွဲချင်းပြီးသေသွားတယ်။စစ်ကောင်စီကပြည်သူတွေရှိတဲ့ဘက်ကိုတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲနဲ့ခြုံတွေလက်နက်ကြီးတွေထောက်လျှောက်ဖြစ်တယ်ဟုဖားကန့်သတင်းရေးမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ ထို့ပြင်အကြမ်းဖက်စစ်တပ်ကဒီဇင်ဘာလ9ရက်နေ့ည7:00နာရီအချိန်ဖောက်ကန်းမြို့နယ်မြတာယာအုပ်စုရှိမြောက်ဖြူဖုံကြီးကျောင်းကိုစုံဖြစ်ပုံကျချခဲ့၍စွန်စားကျောင်းဆောင်ဖျက်ဆီးခဲ့ပြီးတအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတမကုံမှလည်းည9:00နာရီကျော်မှစ၍လက်နက်ကြီးများနဲ့တောက်လျှောက်ပစ်ခတ်ခဲ့ကြောင်းသိရပါသည်ဖာကန်အင်းမြတာယာအုပ်စုပေါ်မြောက်ဖြူဖုံကြီးကျောင်းကို120မမနှလုံးထုံနဲ့ပုံကျဲတိုက်ခိုက်တယ်။တိုက်ခိုက်တော့ဖုံကြီးကျောင်းစွန်းစားကျောင်းဆောင်ထိခိုက်ပျက်စီးသွားတယ်။ဖုံကြီးကျောင်းမှာရှိတဲ့တယောက်ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဒီလိုအခြေအနေရှိတယ်။မနေ့ည9နာရီကျော်ကလည်းတက်မကုန်းကနေလက်နက်ကြီးတွေတောက်လျှောက်ဖြစ်နေတယ်။ဖာကန်တဝိုက်ကိုတိုက်ပွဲမဖြစ်ပဲနဲ့ပြည်သူတွေရှိရာရည်ရွယ်ချက်ရှိရှိလက်နက်ကြီးနဲ့ဖြစ်ခတ်နေတာပေါ့လို့ဖာကန်တရင်ချင်းမြက်ကတရင်ဌာနကိုပြောကြားပါတယ်။ဖာကန်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကဒရုန်းလက်နက်ကြီးနဲ့ပြည်သူများရှိရာသို့ဖြစ်ခတ်တိုက်ခိုက်ခဲ့ပြီးပြည်သူများတရာနီးပါးသေဆုံးခဲ့ရပြီး300ဦးကျော်ထိခိုက်ဒဏ်ရာရရှိထားပြီးဖြစ်ကြောင်းသိရပါတယ်။